ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကဆန်တာလန်အသင်းကိုနိုင်ခဲ့တယ်လီဗာပူးအသင်းကိုလည်းနိုင်ခဲ့တယ်စပိုက်ဒန်အသင်းကိုလည်းကျွန်တော်နိုင်ခဲ့တယ်ဆိုတော့အခုလာမယ့်ပွဲစဉ်က foreign နဲ့တိထက်ပုံပြီးတိတိကျကျပြောမယ်ဆိုရင်ရှောင်းတိုက်ရဲ့ Nottingham Forest နဲ့ဆိုတော့ဒီပွဲစဉ်မှာရှောင်းတိုက်ဘယ်လိုကစားလာမလဲဆိုတာကျွန်တော်တို့အားလုံးသိပြီးသားပဲကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းရှောင်းတိုက်ကစားလာမှာသိကြတယ်ဆိုတော့ကျွန်တော်အသင်းတော်နောက်ထပ်ဆန်းသက်မဲ့ပွဲစဉ်တစ်ပွဲမှာအမိုရင်းရရောဒီပွဲတော်ဘလို့ပြင်ဆင်လာမလဲဆိုတော့ကျွန်တော်အသင်းရဲ့လက်ရှိနောက်ဆုံးရအခြေအနေအမိုရင်းရဲ့ press conference ပြီးတော့ line ရဲ့ prediction စားတဲ့အကြောင်းအရာတွေကကျွန်တော်ဒီဗီဒီယိုမှာပြောသွားမယ့်အကြောင်းအရာတွေပဲဖြစ်တယ်။ကဲညီကိုတွေအားလုံးမင်္ဂလာပါ။ကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော်ဒီမှာဘာမှမပြောခင်ကျွန်တော်ညီကိုတွေကိုတစ်ခုလောက် request လုပ်ချင်တယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ဒီ Channel လေးကို Like and Subscribe လေးတွေနဲ့အားပေးခဲ့ကြပါအောင်။ဆိုတော့လက်ရှိကျွန်တော် Manchester United အသင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အသင်းကဒါ၈3ဘက်ဆက်တိုက်ကျွန်တော်အသင်းကအနိုင်ရရှိထားတယ်။ဆိုတော့အခုလာမယ့် Nottingham Forest နဲ့ပွဲတာ Nottingham Forest နဲ့ပွဲကိုနိုင်မယ်ဆိုရင်ကျွန်တော်၄ဘက်ဆက်တိုက်အနိုင်ရရှိမယ်။ တကယ်တော့ကျွန်တော်တို့ Manchester United အသင်းဒါ Premier League မှာ၄ဘက်ဆက်အနိုင်မရရှိခဲ့တာတတော်ကြာခဲ့ပြီကျွန်တော်တို့ဒီ2024 February တည်းကဆိုတော့ဆိုတော့လက်ရှိချိန်မှာဒီဆန်ချိန်ကိုကျွန်တော်တို့ချိုးဖြနိုင်မလားဆိုတော့စောင့်ကြည့်တော့မှာပဲပြီးတော့ကျွန်တော်အသင်းရဲ့လက်ရှိဒါ team form အနေထားကိုကြည့်မယ်ဆိုရင်ကျွန်တော်အသင်းက player တွေရဲ့ confidence player တွေနဲ့ဒါနီးပြရဲ့ချင်ဟာ connection ပြီးတော့အသင်းသွားနေတဲ့လက်ရှိ momentum ကအကောင်းဆုံးအနေထားမှာရှိနေတယ်ဆိုတော့လက်ရှိချိန်ကဒီဆန်ချိန်ကိုချိုးဖြတ်ဖို့အတွက်အကောင်းဆုံးအနေထားမှာရှိနေတဲ့အချိန်ကိုကျွန်တော်တို့ပြောလို့ရတယ် ဆိုတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရနောက်ဆုံးရဒါလူစင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်လေအမိုရင်းရဲ့ပရက်ကွန်ဖရင့်ပြောစကားအရာဆိုရင်ကျွန်တော်လီဆန်ဒရိုမာတီနက်ကအတင်းရဲ့ထရိနင်းနဲ့ပြန်ပူးပေါင်းနေနိုင်ပြီ ဒါပေမဲ့ဒီပွဲထက်ပါလာမယ်ဆိုတော့အရင်ကြီးမသေးချောက်ဗျာကျွန်တော် personally အမြင်အရပြောရရင်လည်းဒီ Lisandro Martinez ကိုအမိုရင်းအနေနဲ့ reach ယူပြီးသုံးမယ်လို့တော့မထင်ဘူးဗျာအန်ဂျီကိုတွေလည်းသိပါတယ်အမိုရင်းကဒီ man management ဘိုင်းမှာတော်လေး patient ဖြစ်တဲ့နေပြလို့ပြောလို့ရတယ်ဆိုတော့ Mason Mount ကိုဒါခုချိန်ပြန်သုံးလို့ရအောင် Mason Mount ရဲ့တန်ရာပြဿနာတဲ့ကင်တွေခဲ့ပုံတွေကြောင့်ကြည့်မယ်ဆိုရင်ဒီ Lisandro Martinez case မှာလည်းသူအရင်ကြီး reach ယူမယ်လို့မထင်ဘူးဆိုတော့ကျွန်တော်အမြင်ပြောရရင် Lisandro Martinez ကဒီနောက်ပွဲဗျာဒီစပါးနဲ့ပွဲဒါမှမဟုတ်ရင် Everton နဲ့ပွဲလောက်မှာပဲပြန်ပါလာနိုင်မယ်လို့ကျွန်တော် ထင်တယ်ဆိုတော့ကျန်တဲ့ကစားသမားတွေရဲ့အခြေအနေကတော့အမုံရင်းပြောသကားအရဆိုရင်ဒါအကုန်လုံးက ready နေသားဖြစ်တယ်စက်ခိုင်မှုနေသားကောင်းမှုနေလို့ပြောတယ်ဒါပေမဲ့တခုရှိတာဒီမကွိုင်းရပါတော့ဟယ်ရီမကွိုင်းရအနေနဲ့ဒီတန်ရာပြဿနာအနေငယ်ရှိနေတယ်ဆိုပြီးတော့တန်တရားဖြစ်နေတယ်ဒါပေမဲ့ ဒီဟဲ့ဒီမကွိုင်းရလဲဗျာအခုလာမယ့်ပွဲစဉ်မှာဒါပွဲထက်ပါလာမလားဆိုတော့သူကိုယ်တိုင်လည်းမသေးချာဘူးပြောသွားတယ်ကျွန်တော်ပွဲနေရောက်မှသိမယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဒါကျွန်တော်အတင်းရဲ့လူစင်းအခြေအနေပေါ့နော်နောက်တစ်ခုကဒီ Notian Forest ရဲ့လူစင်းအခြေအနေကိုကျွန်တော်နောက်ဆုံးရတွက်ကြည့်မယ်ဆိုရင်သူတို့ကဒီခရစ်စုတယောက်လောက်ပဲဗျာဒဏ်ရာ injury ပြဿနာကြောင့်မလို့ခရစ်စုကပါဝင်လာနိုင်မှာတော့မဟုတ်ဘူးဆိုတော့ခရစ်စုမ ဆိုတော့ဒီခရစ်သူပါမလားလည်းတော်တော်ကောင်းပါတယ်ဘာလို့ဆိုဒီကစားမကအေဒီရဲ့ဘိုင်းမှာတော်တော်အားကောင်းတဲ့အတွက်ဗျာဒီကစားမပါနိုင်ကျွန်တော်တို့အမြင်ဘောတွေဘာတွေမှာဒုက္ခရောက်နိုင်တာမျိုးတွေလည်းရှိရယ်ဆိုတော့ခရစ်သူပါမလားတဲ့အတွက်ကျွန်တော်တို့အတွက်တော့ဒါတကယ်ကိုကောင်းတယ်ကျွန်တော်ဒီမှာနောက်ထပ်ရှိတာဗျာအခုဒီ Northern Forest ရဲ့နေပြရှောင်းလိုက်ကဒီ Northern Forest နေပြမဖြစ်ခင်ကသူကဒီ Bandit အနေနဲ့သူလုပ်ခဲ့တယ်ဆိုတော့အဲ့ချိန်တော့သူအမိုရင်းကိုဒီစားနောက်လိုပုံစံမျိုးနဲ့ပြောထားတာတခုရှိရယ်ဗျာအဲ့ချိန်တော့သူပြောတာဒီအမိုရင်းအနေနဲ့ 442ကိုသာပြောင်းပြီးတော့ကစားမယ်ဆိုရင်အခုထပ်ပို့ပြီးတော့နိုင်ဝဲတွေရလိုက်မယ်ဆိုပြီးတော့အဲ့တော့သူပြောခဲ့တယ်ဆိုတော့မီဒီယာတွေကလည်းအဲ့ကြောင်းနဲ့ပတ်သက်ပြီးတော့ဒါအမော်ရင်းကိုအဲ့တော့ကလည်းမေးခဲ့တယ်ဒါပေမဲ့အဲ့တော့အမော်ရင်းကတော့ဒီပပနဲ့နဲ့နဲ့ပဲရှောင်းတိုက်ကို respect ပေးပြီးတော့ဖြေသွားခဲ့တယ်ဆိုတော့ကျွန်တော်တို့အတင်းဒါ442ကစားမယ်ဆိုရင်တကယ်သူပြောသလိုလည်းနိုင်ဝဲတွေဒါကဂျာကောင်းရနိုင်မှာပေါ့ဒါပေမဲ့ကျွန်တော်မှလည်းကျွန်တော်ရဲ့ဒီ style of play တိတိကျကျရှိပြီးသားဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ style of play ရဖို့အတွက်ဆိုရင်အချိန်တစ်ခုယူရမယ်ဆိုပြီးတော့အဲ့တော့အမော်ရင်းကတုံ့ပြန်ခဲ့တယ် ဆိုတော့ဒါလက်ရှိချိန်မှာဆိုရင်ကျတော့ဒါနှစ်ယောက်ကနီးပြအနေနဲ့ထိတိုက်တွေးတဲ့ပွဲဖြစ်တယ်ဆိုတော့တက်တက်ကဲအရာဘလို့အားပြိုင်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားရအောင်မယ်ဆိုတော့ကျွန်တော်ဒီတက်တက်ကဲကွန်ဆန်အနေပြီးတော့ဒီပွဲကိုကြည့်မယ်ဆိုရင်ဗျာကျွန်တော်အတင်းကဒီပွဲမှာပိုဇီရှင်ပို့ပြီးတော့ရမှာအသေးချာတယ် ဆိုတော့ဒီမှာကျွန်တော်တို့အတွက်အဓိက challenge ဖြစ်တာကကျွန်တော်ဒီကျွန်တော်တို့အတင်းက Nottingham Forest ရဲ့ low block ကိုတကယ်ကို break down လုပ်နိုင်မလားဆိုတဲ့အပိုင်းကစောင့်ကြည့်သွားမှာ။ဘာလို့လဲဆိုတော့ကျွန်တော်ရှေ့သုံးပွဲမှာကျွန်တော်အတင်းကဒီ defend အတင်းရဲ့နောက်တန်းတွေမှာကျွန်တော် speed တွေဟာခွက်တွေရခဲ့တယ်။ဆိုတော့ဒီပွဲမှာတော့ဒီ Nottingham Forest ကအဲ့လို speed တွေအများကြီးပေးမှာတော့မဟုတ်ဘူး။ဆိုတော့ကျွန်တော်အတင်းဒီ low block ကို ဘယ်လိုဖောက်မလဲပြီးတော့ဒီဘွဲမှာကျွန်တော်အသင်းရဲ့ဒါ creating နဲ့ပြီးတော့ကျွန်တော်အသင်းရဲ့ patient ဖြစ်မှုအပိုင်းတွေကဘယ်လောက်ထိအားကောင်းလဲဆိုတာကိုဒီဘွဲမှာအဓိကမြင်ရမှာဖြစ်တယ်ဆိုတော့ဒီဘွဲရဲ့ဒီဘွဲချုပ် prediction line up ကိုကျွန်တော်အမြင်ပြောရမယ်ဆိုရင်ကျွန်တော်ကအရင်ဘွဲနဲ့ဆိုင်တော့အများကြီးပြောင်းလဲဖြစ်လာမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဂိုသမားနေရာမှာဆိုရင်လည်းကျွန်တော်လက်မှန်းပါလာမယ်ဒီ CTV ရလည်းဗျာအရင်တော့ဆိုရင်တော့ဒီမကွိုင်းရကိုသုံးလောက်တယ်ဆိုပြီးကျွန်တော်တွေ့ပြီမဲ့ဒါ pre conference ပြောစကားအရာဆိုရင်မကွိုင်းရဘွဲထပ်ပါမလာနိုင်ဘူးဆိုတော့ဒီ CCB မှာလည်း delete ပါလာမယ်ဒီ NCB မှာတော့ ီလူရှော့ရဲ့ RCB မှာတော့ဒါလီနီယိုလိုပဲဖြစ်အောင်မယ်လို့တော့ကျွန်တော်ကမြင်တယ်ဆိုတော့ဝင်းဘက်နှစ်ယောက်ဆိုရင်လည်းဒီရှေ့ရပွဲတိုင်းပဲအာမက်ဒီယာလိုနဲ့ဒီဂျီကိုဒါတော့ပဲဖြစ်မယ်ဆိုတော့ကွင်းလေပြဖို့ကတော့ကျွန်တော်အများကြီးပြောစရာလိုမယ်မထင်ပါဘူးဘရူနိုဖာနန်ဒက်နဲ့ကက်စမီရိုပဲဖြစ်မယ်ဒီမှာရှေ့ကလည်းဘယ်လိုပြောင်းလဲလုပ်လာမလဲပေါ့နော်ဒီဒီပွဲမှာကျွန်တော်တို့ကအရင်ပွဲနဲ့မတူဘူးဆိုတော့ရှေ့နဲ့တော့အပြောင်းလဲလုပ်လာနိုင်တယ်ဟိုကျွန်တော်ပါဆန်နယ်လီအမြင်ရဆိုရင်ကျွန်တော်ကဒီပွဲမှာလည်းဆက်စကိုထပ်ပြီးတော့ဒါပွဲထွက်အနေနဲ့သုံးစီကျင်တော့မယ်ဒါပေမဲ့ကျွန်တော်ဒီတရီဂယ်ပွိုင်းအော့ဗျူရကြည့်မယ်ဆိုရင်ကျွန်တော်ဒီဆက်စကိုမပါဘဲနဲ့ ဒီကွန်ညာ49နဲ့ပဲသုံးလာဖို့ရများရလို့ကျွန်တော်ထင်တယ်ဆိုတော့ကွန်ညာ49ဆိုတော့ဒါမေဆိုမောက်ဒီဘက်မှာပါဝင်လာနိုင်ပဲအန်ဖုံးမောက်ပေါ့ဆိုတော့ဒါကကျွန်တော်ခံမှန်းမိတဲ့ line of prediction ဖြစ်တယ်ဗျာဆိုတော့ဒီပွဲရဲ့အခြေအနေကိုအဓိက မြင်ကြည့်လို့ရမယ်ဆို ျွန်တော်အတင်းရဒီကိုရားဖို့တော့နည်းနည်း struggle ဖြစ်လိမ့်မယ်ဗျာ။ကျွန်တော်အတင်းကဒီအချိန်များစုမှာဘောလုံးကင်ထားရမယ်။ကျွန်တော်အတင်းရဒီနောက်တန်းလိုင်းရလည်းဒီကွင်းလယ်ကွင်းလယ်လောက်ထိကိုကျွန်တော်တက်ပြီးတော့ကစားရမယ်။ဆိုကျွန်တော်အတင်းကဒီမှာဂိုးဘူးစောစောရခဲ့တယ်ဆိုရင်တော့ကျွန်တော်အတင်းတော့ပြဿနာမရှိနိုင်ဘူးဗျာ။ဂိုးစောစောရခဲ့တယ်ဆိုရင်ဒီ Northern Forest ကလည်းပြန်ပြီးတော့သူတို့ကစားရမယ်။သူတို့ပြန်ပြီးတော့ဒီ behind မှာဒါ speed တွေပြန်ပြီးတော့ပြေးရမယ်ဆိုတဲ့အတွက်ကျွန်တော်ချင်း goal စောစောရခဲ့ရင်တော့ပို့ပြီးတော့အနိုင်သေးကြတယ်ဒါပေမဲ့မထင်မှန်ပဲနဲ့ဒီစစ်ဘက်ထိုင်ကစားတဲ့ Nottingham Forest က goal ရသွားမယ်ဆိုရင်တော့ကျွန်တော်အသင်းရဲ့ဒီပွဲစဉ်ကထင်ထားတဲ့ပို့ပြီးတော့ခက်ခဲသွားနိုင်တဲ့အနေအထားမျိုးတော့ရှိရယ်ဆိုတော့ကျွန်တော်အမြင်ရဆိုရင်ကျွန်တော်ကတော့ဒီပွဲမှာဒီ weight တွေဘက်ကပို့ပြီးတော့အရေးပါလာမယ်ဆိုတော့ weight တွေဘက်ဆိုတော့ကျွန်တော် win bet တွေပေါ့နော် win bet တွေအနေနဲ့ဒီ Nottingham Forest ရဲ့ဒီ defensive တိုင်းကို strike out လုပ်တဲ့နေရာမှာအရေးပါလာမယ်ဆိုတော့အဲ့မှာလဲကျွန်တော်တို့အဲ့လိုမှလဲကျွန်တော်တို့က head speed တွေထဲမှာဒါ စပိရမှာဆိုတော့လေဆိုတော့ဝင်းဘက်တွေရဲ့အခန်းကဏ္ဍကဒီ low block mid block တွေနဲ့တွေ့တဲ့အခါမှာတော်တော်လေးအရေးပါမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့သူတို့ဘယ်လောက်ထိစမ်းစောင့်နိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်သွားမှာလေဆိုတော့ဗျာဒါကကျွန်တော်ရဲ့အမြင်ပေါ့ဗျာဒီအသင်းရဲ့နောက်ဆုံးရအခြေအနေ Amorian Dragon Friend နဲ့ဆိုတော့ကျွန်တော်ခံမှန်းမိတဲ့ line နဲ့ပြီးတော့ဒီပွဲပေါ်မှာဒီတတကယ် impact အရာဘယ်လိုရှိလာနိုင်လဲဆိုတော့ကျွန်တော်ရဲ့အမြင်ကိုပြောထားဖြစ်တယ်ဆိုတော့ညီကိုလေးအနေနဲ့ရောဒီပွဲမှာဘယ်လိုမြင်မိလဲဆိုတော့တကယ်ရောကျွန်တော်တို့အသင်းကဒီ Nordian Forest ရဲ့ low block ကို breakdown လုပ်နိုင်တဲ့အခြေအနေမျိုးရှိရလို့ယုံကြည်မှုရှိလား စတဲ့အမြင်တွေကိုလည်းကျွန်တော်တို့ဒီ comment section မှာဝင်အောင်ဆွေးနွေးသုံးသပ်ပေးတော့ပါအောင်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်